ဂျပန်ဟာစစ်ကိုတရားဝင်ဆွန့်လွတ်ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရှိတဲ့ကမ္ဘာပေါ်ကတခုတည်းသောနိုင်ငံဖြစ်တယ်ဆိုတာသင်သိပါသလားဟုတ်ပါတယ် Cherry Ban အနေနဲ့ခေမီနီးပညာရရဲ့နိုင်ငံဖြစ်တဲ့ဂျပန်မှာစစ်မဖြစ်ရလို့ပြဋ္ဌာန်းထားတဲ့ဥပဒေအပိုက်တစ်ခုပါဝင်ပါတယ်ဒီနေ့ခေဂျပန်ရဲ့စစ်တပ်ဟာအရင်ကရိုးရိုးကာကွယ်ရေးတပ်ဖွဲ့လေးအဖြစ်ရှိခဲ့တာနဲ့ရှင်ရင်လုံးဝမတူတော့ပါဘူးဒါပေမဲ့ဂျပန်ရဲ့တမိုင်းကိုတေချာလေးလာခဲ့သူတွေအတွက်ဒီပြောင်းလဲမှုဟာအံ့ဩစရာမဟုတ်ပါဘူးဂျပန်ကိုငြိမ်းချမ်းရေးဝါဒရဲ့တင်ဂေတာလို့မြင်ပေမဲ့တကယ့်အခြေအနေကပိုရှုပ်ထွေးပါတယ် ဆယ်သုနှစ်တွေကြာဂျပန်ဟာငြိမ်းချမ်းရေးစိတ်ကူးတွေနဲ့အန္တရာယ်များတဲ့ပတ်ဝန်းကျင်မှာနေထိုင်ရတဲ့အခက်အခဲတွေကိုဟန်ချက်ညီအောင်ထိန်းသိမ်းခဲ့ပါတယ်။ဒါပေမဲ့အခုခါမှာတော့ဒီဟန်ချက်ဟာပြန်ရင်းလာပြီးဂျပန်ဟာငြိမ်းချမ်းရေးဆိုတာပါလဲဆိုတာကိုပြန်လည်သုံးသပ်နေပါတယ်။တည်ငြိမ်မှုမရှိတဲ့ကမ္ဘာကြီးမှာဂျပန်ဟာအခန်းကဏ္ဍအသစ်တစ်ခုကိုဝင်ရောက်နေပါတယ်။ဒီအခန်းကဏ္ဍဟာကျွန်တော်တို့သိထားတဲ့ငြိမ်းချမ်းရေးဝါဒီနိုင်ငံကိုအဆုံးသတ်သွားစေနိုင်ပြီးဂျပန်ကိုဆယ်သုနှစ်တွေကြာဆွန့်လွတ်ထားတဲ့စစ်ရေးရည်တည်မှုစီပြန်ရောက်သွားစေနိုင်ပါတယ်။ဂျပန်ဘာလို့စစ်ကိုဆွန့်လွတ်ခဲ့တာလဲဆိုတာကိုပြန်ကြည့်ရင် ဂျပန်ရဲ့ငြိမ်းချမ်းရေးဝါဒဟာမျိုးဆက်အနှိမ့်ငယ်ကြကစစ်ရေးအင်အားကြီးနိုင်ငံဖြစ်ခဲ့တဲ့ဂျပန်နဲ့လုံးဝကွာခြားပါတယ်။ဒီကြီးမားတဲ့ပြောင်းလဲမှုကိုနားလည်ဖို့19ရာစုနှောင်းပိုင်းနဲ့20ရာစုအစောပိုင်းကာလကိုပြန်သွားရပါမယ်။စက်မှုလုပ်ငန်းတွေမိရထားလန်းတွေနဲ့စစ်ရေးအခြေခံစောက်အုံတွေအမြန်ဆက်ဆန်းတိုးတက်လာမှုနဲ့အတူမျိုးချစ်စိတ်ဓာတ်တွေတိုးဝလာတာကြောင့်ဂျပန်ရဲ့မျှော်မှန်းချက်တွေကြီးထွားလာပါတယ်။ဒါဟာဂျပန်ရဲ့လောဘကိုပြင်ပကိုလှည့်လာစေခဲ့ပါတယ်။အနောက်နိုင်ငံတွေရဲ့ကြီးစိုးမှုကိုချိန်ချောက်မှုလို့ခံစားရတဲ့ဂျပန်ဟာ သူ့ကိုပိုင် MIR ကိုတိဆောက်ဖို့ကြိုးစားခဲ့ပါတယ်။အထူးသဖြင့်အာရှမှာပါ။ဂျပန်စစ်တပ်ရဲ့တိုးဝါလာတဲ့ခန်းကဏ္ဍဟာနိုင်ငံရဲ့ MIR ရဲ့အိမ်မက်တွေနဲ့တိုက်ရိုက်ဆက်ဆံနေပါတယ်။ဒါဟာစစ်တိုက်ဖို့၊ပိမ့်ပိုက်ဖို့နဲ့ချဲ့ထွင်ဖို့အသင့်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။၁939ခုနှစ်တရောက်တဲ့အခါဂျပန်ဟာစစ်လမ်းကြောင်းပေါ်ရောက်နေပါတယ်။1932ခုနှစ်မှာဂျပန်ဟာမန်ချူရီးယားကိုကျူးကျော်ခဲ့ပြီး1895ခုနှစ်မှာတိုင်ဝမ်နဲ့1910ခုနှစ်မှာကိုရီးယားကိုသိမ်းပိုက်ခဲ့တဲ့ အာရှပစိဖိတ်ဒေသကိုချဲ့ထွင်မှုကိုပုံမနက်ဆိုင်စေခဲ့ပါတယ်။1942ခုနှစ်ရောက်တဲ့အခါဂျပန်ရဲ့မျှော်မှန်းချက်တွေဟာအသက်ဆန်းတွေဖြစ်လာပြီးပလဲစိတ်ကန်းကိုတိုက်ခိုက်မှုနဲ့အထွတ်ထိပ်ရောက်ခဲ့ပါတယ်။ဒီလောက်ရဟာတကဘာလုံးကိုဒုတိယကဘာစစ်ရဲ့ပစိဖိတ်စစ်မျက်နှာစီပစ်ပို့လိုက်သလိုဖြစ်စေခဲ့ပါတယ်။စစ်ပွဲတစ်လျှောက်လုံးမှာဂျပန်စစ်တပ်ဟာနိုင်ကင်းလူသက်ပွဲလိုကြောက်မက်ဖွယ်ရာဖြစ်ရပ်တွေမှာပါဝင်ခဲ့ပါတယ်။ဒီလူသက်ပွဲဟာခံမှန်းချေအဖြစ်တရုတ်လူမျိုးတသိန်းကနေ3သိန်းအထိတည်ဆုံးစေခဲ့ပါတယ်။ ဂျပန်ဟာကမ္ဘာကြီးအတွက်ထည့်သွင်းစဉ်းစားရတဲ့အင်အားတစ်ခုဖြစ်လာပြီးမြက်တခြားနိုင်ငံတွေရဲ့မျက်လုံးထဲမှာတော့ဆက်ဆုပ်ယွံရှားစရာနိုင်ငံဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီစည်ရေးချက်ထွေမှုဟာမယုံနိုင်လောက်အောင်ကြီးမားတဲ့ဈေးကြီးပေးခဲ့ရပါတယ်။ခံမှန်းချက်တချို့အရဂျပန်စစ်သားနဲ့ပြည်သူ၃၀၀ကျော်ဟာဒီစစ်ပွဲမှာသေဆုံးခဲ့ပါတယ်။ဟီရိုရှိမားနဲ့နာဂါစကီမြို့တွေပေါ်ဘုံးကျဲခံရတဲ့အခါနောက်ထပ်လူ၂သိန်းကျော်သေဆုံးခဲ့ပါတယ်။ဒီအနုမြူဘုံးတွေရဲ့တန်ဟာကမ္ဘာကြီးကိုပြောမပြနိုင်အောင်ပြောင်းလဲစေခဲ့တဲ့စစ်ပွဲရဲ့အဆိုးရွားဆုံးအချိန်ကိုဖော်ပြနေပါတယ်။ ဒါပေမဲ့ဂျပန်ကိုစစ်ရေးဝါဒကနေလှည့်ထွက်သွားတဲ့အကြောင်းရင်းဟာအသက်ဆုံးရှုံးမှုတစ်ခုလည်းကြောင်းမဟုတ်ပါဘူး။နောက်ပိုင်းမှာကြုံတွေ့ခဲ့ရတဲ့အဆက်ကွဲမှုတွေကြောင်းလည်းဖြစ်ပါတယ်။တချိန်ကသူ့ရဲ့ Empire ရဲ့မျှော်မှန်းချက်တွေနဲ့ Pacific ကိုစစ်ဆင်ခဲ့တဲ့နိုင်ငံဟာအခုအခါမှာတော့ဒူးထောက်နေရပါတယ်။ဂျပန် Aprit ဟာရေဒီယိုကနေဂျပန်လူမျိုးတွေကိုဂျပန်ရဲ့အညံ့ခံမှုကိုကြေညာခဲ့ရပါတယ်။ဂျပန်လူမျိုးတွေဟာသူတို့ Aprit ရဲ့အတန်ကိုဘယ်တော့မှမကြားဘူးခဲ့ကြပါဘူး။ဒါကြောင့်သူတို့ဟာဒီအချိန်ရဲ့အဆုံးသက်ကိုတိတိတသာခံစားခဲ့ရပါတယ်။ သူတို့ဟာဂျပန်ရဲ့စည်ရေးဖွဲ့စည်းမှုဟာအမှားတစ်ခုဖြစ်တယ်ဆိုတာကိုနားလည်ခဲ့ကြပါတယ်။ဒီသိမြင်မှုနဲ့အတူစည်ရေးနဲ့ပတ်သက်တဲ့အရာတွေကိုမုံတိမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဂျပန်ရဲ့အရေးနိုင်ပြီးနောက်မဟာမိတ်တပ်ဖွဲ့တွေရဲ့အကြီးအကဲဗိုလ်ချုပ်ကြီးဒေါက်ဂလပ်မတ်အာသာကဂျပန်ရဲ့စစ်ဖြုတ်သိမ်းရေးကိုဦးဆောင်ခဲ့ပါတယ်။သူ့ရဲ့ကြီးမန်းချက်ကတော့ရိုးရှင်းပါတယ်။အတိတ်ရဲ့သွေးထက်တန်ယုံမှုတွေကနေပိုကောင်းတဲ့ကမ္ဘာတစ်ခုကိုဖန်တီးဖို့ဖြစ်ပါတယ်။ဒီကဘာမှာဂျပန်ဟာနောက်တစ်ခါစစ်ရေးအင်အားကိုဘယ်တော့မှအသုံးမပြုတော့ဘူးလို့သူယုံကြည်ခဲ့ပါတယ်။ ဒီပြောင်းလဲမှုရဲ့အဓိကအချက်ကတော့1948ခုနှစ်မှာအတည်ပြုခဲ့တဲ့ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အပိုက်၉ဖြစ်ပါတယ်။ဒီအပိုက်ဟာစစ်ကိုဆွန့်လွတ်ပြီးဂျပန်ကိုစစ်တပ်ထားရှိခွင့်မပြုပါဘူး။အပိုက်၉မှာဂျပန်လူမျိုးတွေဟာတရားမျှတမှုနဲ့ငြိမ်းချမ်းရေးကိုယိမ်းမှန်းပြီးစစ်ကိုနိုင်ငံတော်ရဲ့အချုပ်ချာအာဏာဖြင့်လုံးဝဆွန့်လွတ်ပြီးနိုင်ငံတကာပြည်ပခန့်တွေကိုဖြည့်ရှင်းမှုအင်အားသုံးမှုချိန်ချောက်မှုအဖြစ်အသုံးမပြုတော့ဘူးလို့ဖော်ပြထားပါတယ်။ဒီအပိုက်ကိုဆက်လက်ဖော်ပြရမှာဒီယိမ်းချမ်းချက်ကိုအောင်မြင်စေဖို့အတွက် ကြီးရည်နေတပ်ဖွဲ့တွေနဲ့တခြားစစ်ရေးဆွမ်းအားတွေကိုဘယ်တော့မှထားရှိမှာမဟုတ်ဘူးလို့ဖော်ပြထားပါတယ်။ကျွန်တော်တို့သိထားတာကတော့ဘယ်တော့မှနဲ့လုံးဝဆိုတဲ့စကားတွေဟာလှည့်စားတတ်ပါတယ်။ဒါဟာအခုချိန်ထိဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဟာဒါကိုသိမကြခင်ကတည်းကသိခဲ့ပါတယ်။၅နှစ်တွင်းမှာပဲဂျပန်ဟာစစ်ရေးပြန်လည်တိစောက်မှုကိုစတင်ခဲ့ပါတယ်။ဂျပန်ရဲ့ငြိမ်းချမ်းရေးဝါဒီဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲခဲ့ပြီးနောက်ကမ္ဘာကြီးဟာဂျပန်ကိုလုံးဝကွဲပြားတဲ့လမ်းကြောင်းစီပြစ်ပို့နေပြီပဲဖြစ်ပါတယ်။ 1950ခုနှစ်မှာကိုရီးယားစစ်ပွဲဖြစ်ပွားတဲ့အခါစစ်အေးတိုက်ပွဲဟာအပြည့်အဝဖြစ်နေပြီးအမေရိကန်ဟာအကူအညီလိုအပ်နေပါတယ်။ဂျပန်ဟာကွန်မြူနစ်အန်ရီကိုကာဝယ်ဖို့အတွက်အစဉ်ပြေတဲ့နေရာမှာရှိနေပြီးရုတ်တရက်ဆိုသလိုအပိုက်ကိုဟာတင်းကျပ်တဲ့စီမင်းထက်အကြံပြုချက်တစ်ခုလိုဖြစ်လာပါဗျ။အဲ့ဒီတုန်းကဂျပန်ဝန်ကြီးချုပ်ယိုရှိတာရှီကဲရုကသူ့လက်တွေဟာချီနောင်ထားသလိုဖြစ်နေတယ်လို့ပြောခဲ့ပေမဲ့အမေရိကန်ဟာဂျပန်ကိုစစ်ရေးပြန်လည်တိစောက်ဖို့တောင်းပန်နေခဲ့ပါဗျ။1952ခုနှစ်မှာ ဂျပန်ဟာလွတ်လပ်ရေးပြန်ရပြီးနောက်တောင်မှနိုင်ငံဟာအမေရိကန်ဂျပန်လုံခြုံရေးစာချုပ်ကြောင့်အမေရိကန်နဲ့ကြက်တဲသွားဆက်သွယ်နေတဲ့ဖြစ်ပါတယ်။အမေရိကန်ဟာဂျပန်မြေပေါ်မှာစစ်ခန်း130ကျော်နဲ့ကြီးမားတဲ့ပစ္စည်းတွေထားရှိပြီးဂျပန်ဟာအမေရိကန်ရဲ့လှုပ်ဆောင်မှုတွေအတွက်လေယာဉ်ကွင်းနဲ့စခန်းတစ်ခုဖြစ်လာပါတယ်။ကိုရီးယားစစ်ပွဲ၊ဗီယက်နမ်စစ်ပွဲနဲ့နောက်ပိုင်းမှာအီရန်နဲ့အာဖဂန်နစ္စတန်စစ်ပွဲတွေမှာဂျပန်ဟာသူ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာငြိမ်းချမ်းရေးဝါဒပါဝင်ပေမဲ့ အမေရိကန်ရဲ့အာရှမှာရှိတဲ့စစ်ရေးဗျူဟာမှာအဓိကအခန်းကဏ္ဍကနေပါဝင်လာပါတယ်။ဒီ American Siskan တွေရဲ့တည်ရှိမှုနဲ့ဂျပန်ကို American ရဲ့ပြည်ပမှာရှိတဲ့အကြီးဆုံးစစ်တပ်ကိုလက်ခံခွင့်ပေးတဲ့သဘောတူညီချက်ဟာ American ရဲ့စစ်ရေးအင်အားပေါ်မှီခုံမှုတစ်ခုကိုဖြစ်စေခဲ့ပါတယ်။ဂျပန်ဟာ American အတွက်မျောနေတဲ့လေရင်တင်သင်္ဘောတစ်စင်းလိုဖြစ်လာပြီးဒေသရင်းမှာလိုအပ်တဲ့အချိန်မှာဝင်ရောက်ဆော့ဖက်နိုင်ကြံကိုပေးဆွဲနိုင်ပါတယ်။ဒါပေမဲ့ဒါဟာ American အတွက်မလုံလောက်ပါဘူး။ 1954ခုနှစ်မှာကာကွယ်ရေးတပ်ဖွဲ့ SDF ကိုဖွဲ့စည်းခဲ့ပါတယ်။ဒါဟာအမေရိကန်နဲ့ဂျပန်ရဲ့စစ်ရေးလှုပ်ရှားမှုကိုအ ਨੇ သုံးအဆင့်မှာထားဖို့စံနှနှစ်ခုကိုဖြည့်ဆည်းပေးတဲ့သဘောတူညီချက်တစ်ခုဖြစ်ပါတယ်။ဝေဖန်သူတွေက SDF ကိုပြောင်းပြန်လမ်းကြောင်းတစ်ခုရဲ့အစားလို့ခေါ်ဆိုပြီးဂျပန်ဟာစစ်ပီးကာလငြိမ်းချမ်းရေးဝါဒကိုဖောက်ဖျက်တယ်လို့ဆွဆွဲခဲ့ကြပါတယ်။ SDF ဖွဲ့စည်းပြီးနောက်ပိုင်းမှာလည်းဂျပန်ဟာပြပြဝဝအင်အားကြီးနိုင်ငံတစ်ခုဖြစ်လာဖို့ဝေးနေစေဖြစ်ပါတယ်။ SDF ကိုနိုင်ငံကိုကာကွယ်ဖို့အတွက်ဒီဇိုင်းထုတ်ထားပြီး စစ်ပွဲတွေကိုဆင်နွှဲဖို့မဟုတ်ပါဘူးဂျပန်ဟာသူ့ရဲ့စစ်ဆက်ညီရေးစိတ်ကူးတွေကိုစုပ်ကင်ထားတဲ့ဖြစ်ပါတယ်ဒါပေမဲ့စစ်ရေးဖွဲ့စည်းမှုရဲ့ဘိန်းတွေဟာလိမ့်နေပြီဖြစ်ပြီးရင်းနှီးရေးဝါဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာမြင့်မြတ်တဲ့လောက်ရတခုဖြစ်ပေမဲ့ပူပူပြီးအကြောင်းတွေပေါ်လာပါတယ်ဒီအကြောင်းတွေဟာစစ်အေးတိုက်ပွဲပြီးဆုံးပြီးဆိုဗီယက်ယူနီယံပြိုကွဲသွားတဲ့အချိန်မှာပိုတိတာလာပါတယ်ကွန်မြူနီဝါရကိုကာကွယ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဖွဲ့စည်းခဲ့တဲ့အမေရိကန်ဂျပန်စစ်ရေးမဟာမိတ်ဖွဲ့စည်းမှုဟာအခုအခါမှာရည်ရွယ်ချက်မဲ့တယ်လို့ဖြစ်နေပါတယ် 1980ခုနှစ်တွင်မှာတိုးတက်နေတဲ့စီးပွားရေးဟာပြိုလဲသွားပြီးဂျပန်ရဲ့ကမ္ဘာအဆင့်မှာရှိနေတဲ့နေရာကိုမေကွန်းထုတ်လာကြပါတယ်။တစ်ချိန်တည်းမှာပဲမျိုးချစ်စိတ်ဓာတ်တွေမြင့်တက်လာပြီးခေါင်းဆောင်တို့ကဂျပန်ဟာစစ်ကာလလောက်ရက်တွေအတွက်လုံလောက်စွာတောင်းပန်ပြီးပြီဖြစ်တယ်။စစ်ပြီးကာလပေါ်ရင်ကိုဖယ်ရှားပစ်ဖို့အချိန်ရောက်ပြီလို့ခံစားလာကြပါတယ်။ဒီပြောင်းလဲမှုဟာ1992ခုနှစ်ကပင်လယ်ဝိတ်စခွဲမှာထင်ဟပ်ခဲ့ပါတယ်။ဂျပန်ရဲ့ငြိမ်းချမ်းရေးဝါဒီဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်စစ်သားမဆေလွတ်နိုင်တာဟာအဆက်ကွဲစရာဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်တစ်နှစ်အကြာမှာပဲဂျပန်လွှတ်တော်ဟာကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးလုပ်ငန်းတွေမှာပါဝင်ဖို့ခွင့်ပြုခဲ့ပါတယ်။ဒီလုပ်ငန်းတွေကိုကမ်ဘောဒီးယားမှာစတင်ခဲ့ပြီးဂျပန်ကအင်ဂျင်နီယာတပ်ဖွဲ့ဝင်600အရက်ဘက်ရဲ့ရဲတပ်ဖွဲ့ဝင်85ဦးလက်နက်မဲ့စစ်လေလာသူ10ဦးနဲ့အရက်ဘက်ရွေးကောက်ပွဲလေလာသူ42ဦးကိုဆစ်လွှတ်ခဲ့ပါတယ်။နောက်ပိုင်းမှာဂျပန်ဟာမိုဇမ်ဘစ်ကိုလည်းတပ်ဖွဲ့တွေဆစ်လွှတ်ခဲ့ပြီးအထူးအားဖြင့်စိတ်ကဲနဲ့လေးစိတ်တွေမှာလူသားနဲ့ကုန်စည်တွေကိုပို့ဆောင်ရေးကိုနှိမ့်နိုင်ပေးခဲ့ပါတယ်။ စုစုပေါင်းလူ48ဦးပါတဲ့တပ်ဖွဲ့၃ဖွဲ့ကိုစေလွတ်ခဲ့ပါတယ်။ဂျပန်ဟာအရာရှိ9ဦးနဲ့ရွေးကောက်ပွဲလေ့လာသူ15ဦးကိုလည်းစေလွတ်ခဲ့ပါတယ်။အရှိတီမော့ကလည်းဂျပန်ရဲ့ပြစ်မှတ်တစ်ခုဖြစ်ခဲ့ပြီးဂျပန်ဟာအင်ဂျင်နီယာတပ်ဖွဲ့ဝင်2000ကျော်အရာရှိ18ဦးနဲ့ရပ်ဘက်ရဲတပ်ဖွဲ့ဝင်3ဦးကိုစေလွတ်ခဲ့ပါတယ်။ဒီလုပ်ငန်းတွေမှာငြိမ်းချမ်းရေးဆိုတဲ့စကားလုံးပါဝင်ပေမဲ့ဂျပန်လူမျိုးတွေအများစုကဒါကိုဂျပန်ရဲ့ငြိမ်းချမ်းရေးဝါဒအားပျောက်ကွယ်စေတဲ့လုပ်ရက်တွေလို့မြင်ကြပါတယ်။ ဒါဟာစည်ရေးဖွဲ့စည်းမှုအပြည့်အဝမဟုတ်ပေမဲ့တိတာထင်ရှားတဲ့စစ်ဦးတန်းမှုတစ်ခုဖြစ်ပါတယ်။ဒီတုံ့ပြန်မှုတွေဟာဂျပန်အစိုးရရည်တည်ချက်ကိုမရွေရှားစေခဲ့ပေမဲ့ဂျပန်ဟာကာကွယ်ရေးအကြောင်းပြချက်နဲ့သူ့ရဲ့စည်ရေးစွမ်းအားတွေကိုတိတ်တဆိတ်မြင့်တင်ခဲ့ပါတယ်။၂000ပြည့်နှစ်နောက်ပိုင်းမှာရေငုံသင်္ဘောတိုက်ခိုက်ရေးရဟတ်ယင်ရဟတ်ယင်တင်သင်္ဘောတွေကိုတိစောက်မှုဟာဒီစည်ရေးဖွဲ့စည်းမှုတိုးဝါလာမှုကိုပြသနေပါတယ်။လန်စေးကျွန်းစုတွေကိုခိုင်မာစေဖို့စီစဉ်မှုတွေဟာလည်းဒီဖြစ်စဉ်ကိုပြသနေပါတယ်။ တရုတ်ကဒီနယ်မြေတစ်ခုကိုအငင်းပွားတဲ့နေရာဖြစ်ပါတယ်။ဒီစီစဉ်မှုတွေဟာဂျပန်ရဲ့လုံခြုံရေးအကျိုးစီးပွားကိုဒေတာရင်းမှာကာကွယ်ဖို့အသင့်ရှိနေတာကိုဖော်ပြနေပါတယ်။၂၀30ခုနှစ်ရောက်တဲ့အခါဝန်ကြီးချုပ်ရှင်ဆိုအာဘေဟာဒီအတွေးခေါ်တွေကိုပုံမိုတိုးချဲ့ခဲ့ပြီးဂျပန်ကိုပုံမှန်နိုင်ငံတစ်ခုအဖြစ်ပြန်လည်ဖြစ်စေဖို့ရည်မှန်းခဲ့ပါတယ်။ဒါဟာကိုကိုကိုကာကွယ်ခွင့်နဲ့နိုင်ငံခြားစစ်ပွဲတွေမှာတပ်ဖွဲ့တွေဆီလှုပ်ခွင့်ရှိတဲ့နိုင်ငံအဖြစ်ပြန်ပြောင်းဖို့ရည်ရွယ်ပါတယ်။အရေးကြီးတဲ့အချိန်က2014ခုနှစ်မှာဖြစ်ပွားခဲ့ပြီး အာဘေးကအပိုက်ကိုကိုပြန်လဲအနက်ကောက်ခွင့်ပြုခဲ့ပါတယ်။ဒီလောက်ရက်ဟာဂျပန်ကိုပူးပေါင်းကာကွယ်ရေးအခွင့်အရေးကိုအသုံးပြုခွင့်ပေးခဲ့ပြီးအမေရိကန်ပါဝင်မဟာမိတ်တွေကိုပူးပေါင်းတိုက်ခိုက်ခွင့်ပေးခဲ့ပါတယ်။အာဘေးအစိုးရကဒါဟာပြောင်းလဲနေတဲ့ပထဝီနိုင်ငံရေးအခြေအနေမှာဂျပန်ရဲ့လုံခြုံရေးကိုသေးချသေးဖို့လိုအပ်တဲ့ခြေလှမ်းတစ်ခုလို့ဆိုခဲ့ပေမဲ့ဒီလောက်ရက်ဟာပြည်ရင်းမှာပြင်းထန်တဲ့စန့်ကျင်မှုတွေကိုဖြစ်စေခဲ့ပါတယ်။အထူးသဖြင့်ဂျပန်ရဲ့စစ်ပီးကာလငြိမ်းချမ်းရေးဝါဒကိုတစ္ဆာဖောက်တယ်လို့မြင်တဲ့သူတွေကပါ။ ဒီဆန့်ကျင်မှုတွေရှိပေမဲ့ဂျပန်ရဲ့စီးရေးဖွဲ့စည်းမှုဟာဆက်လက်ကြီးထွားလာခဲ့ပါတယ်။2015ခုနှစ်မှာအမျိုးသားလွှတ်တော်ကဂျပန်ရဲ့အမျိုးသားလွှတ်တော်ဟာ SDF ကာကွယ်ရေးတပ်ဖွဲ့ကိုမဟာမိတ်နိုင်ငံတွေကိုစစ်ပွဲမှာပံ့ပိုးခွင့်ပေးတဲ့ဥပဒေကိုအတည်ပြုခဲ့ပါတယ်။ဒါဟာ1948ခုနှစ်ကငြိမ်းချမ်းရေးဝါဒီဖွဲ့စည်းပုံကနေကွဲထွက်တိတာထင်ရှားတဲ့ခြေလှမ်းတစ်ခုဖြစ်ပြီးဂျပန်ရဲ့စီးရေးလက္ခဏာတွေကိုပြန်လည်ပုံဖော်နေတာကိုထပ်မံအတည်ပြုခဲ့ပါတယ်။တရားဝင်မဟုတ်ပေမဲ့ အာဘေးဟာ2020ပြည့်နှစ်မှာအပိုက်ကိုးကိုလုံးဝပြင်ဆင်မှုကြိုးစားခဲ့ပါတယ်။2020ခုနှစ်မှာသူနှုတ်ထွက်လိုက်တာကြောင့်မအောင်မြင်ခဲ့ပေမဲ့ဂျပန်ရဲ့ငြိမ်းချမ်းရေးဝါဒီနိုင်ငံကနေပိုမိုစည်ရေးဖွဲ့စည်းတဲ့နိုင်ငံအဖြစ်ပြောင်းလဲနေတာကိုပြသနေပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်အနက်ကောက်တဲ့အခါမှာဂျပန်ရဲ့စည်ရေးနာကနဲ့ပတ်သက်တဲ့ဆွေးနွေးငင်းခုန်မှုတွေကိုအစအပြိုးခဲ့ပါတယ်။အပိုက်ကိုးမှာရှိတဲ့အကြောင်းတွေဟာအပေါ်ယံမဟုတ်ပဲဖွဲ့စည်းပုံဆိုင်ရာအဆင့်မှာနှက်ဆိုင်လာနေတာကိုဖော်ပြနေပါတယ်။ဂျပန်ဟာလှိမ်မြန်စွာပြောင်းလဲနေတဲ့ကမ္ဘာမှာ သူ့ရဲ့လုံခြုံရေးအကျိုးစီးပွားတွေကိုစီမံနေရပါတယ်။ပြီးတော့2022ခုနှစ်ရောက်လာပြီးဂျပန်ရဲ့ငြိမ်းချမ်းရေးဝါဒနဲ့ပတ်သက်တဲ့မှော်စံတဲ့အတွေ့အကြုံကိုဖျက်ဆီးလိုက်ပါတယ်။ရုရှားရဲ့ယူကရိန်းကျူးကျော်မှုဟာကမ္ဘာစီစဉ်ကိုလှုပ်ခတ်ခဲ့ပြီးဂျပန်ကိုစစ်ရေးဖွဲ့စည်းမှုအပြည့်အဝစီဥတီတဲ့လမ်းကြောင်းကိုအရှိန်မြှင့်မှုဖိအားပေးခဲ့ပါတယ်။ဒါပေမဲ့ဘာလို့ဂျပန်နဲ့တိုက်ရိုက်ဆက်ဆံမှုမရှိတဲ့ဒေသမှဖြစ်နေတဲ့ဒီပဋိပက္ခကဒီလောက်ကြီးမားတဲ့တုံ့ပြန်မှုကိုဖြစ်စေတာလဲ။ယူကရိန်းရုရှားစစ်ပွဲကအနီးအနားနိုင်ငံတွေရဲ့ကျူးကျော်မှုကိုရင်ဆိုင်ရတဲ့အခါ နိုင်ငံတွေဘယ်လောက်ထိမျက်နှာရနိုင်လဲဆိုတာကိုသတိပေးလိုက်တာဖြစ်ပါတယ်။ဂျပန်မှာဒီလိုအိမ်နီးတဲ့နိုင်ငံ၃ခုရှိပါတယ်။ဒီနိုင်ငံ၃ခုတုံးဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အာဏာရှင်နိုင်ငံတွေဖြစ်ပါတယ်။တရုတ်၊မြောက်ကိုရီးယားနဲ့ရုရှားတို့ပါပဲ။ရုရှားရဲ့ယူကရိန်းစစ်ပွဲဟာနိုင်ငံတစ်ခုရဲ့သမိုင်းကြောင်းဆိုင်ရာထိန်းသိမ်းမှုဒါမှမဟုတ်တိုက်ခိုက်ရေးဆွမ်းအားမရှိမှုဟာလုံခြုံရေးကိုအာမခံချက်မပေးဘူးဆိုတာကိုပြသနေပါတယ်။ဂျပန်မျိုးချစ်နိုင်ငံရေးသမားနဲ့ငါးဖန်သမားကီတာရှိနာကာမာကဒါကိုအကောင်းဆုံးအကျဉ်းချုပ်ပြောခဲ့ပါတယ်။ ရင်းရင်းရေးဟာအင်အားမျှတမှုအပေါ်မှာမူတည်ပါတယ်။ရုရှားကယူကရိန်းကိုတိုက်ခိုက်ခဲ့တယ်။ငါတို့မှတက်မတော်မရှိဘူး၊စစ်စခန်းမရှိဘူးဆိုရင်ငါတို့ကိုမတိုက်ခိုက်ဘူးလို့ထင်တာဟာအမှားတစ်ခုပါပဲ။အဲ့ဒီခေတ်ကာလဟာကုန်ဆုံးသွားပြီ။ဒီသတိပေးချက်ဟာဂျပန်မှာရှိတဲ့လူအများစုကိုလှုပ်ခတ်စေခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းပထမဆုံးအချိန်အနေနဲ့ဂျပန်နိုင်ငံသားအများစုကနိုင်ငံရဲ့စီရေးကာဝေးရေးကိုအားဖြည့်ဖို့ထောက်ခံခဲ့ကြပါတယ်။လီတက်ကာဝေးရေးတပ်ဖွဲ့ဘိုဂျိုကြီးအငိမ့်သာတိုရှိမီချီနာတာဝီက ဂျပန်ရဲ့စည်ရေးခင်မိမှုကို400မီတာပြေးပွဲမှာ200မီတာနောက်ကျနေတယ်လို့တင်စားပြောဆိုခဲ့ပါတယ်။နှစ်ပေါင်းများစွာယင်းနှိမ့်နှံ့မှုနှဲပါမှုနဲ့ကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့100ခိုင်နှုန်းအထိပဲသတ်မှတ်ထားတာကြောင့်ဂျပန်ဟာလက်နက်ခဲယံတွေအပူပစ္စည်းတွေနဲ့အရေးကြီးအရင်းမြစ်တွေလိုအပ်နေပါတယ်။တရုတ်နဲ့ရှင်ရဲ့ဂျပန်ရဲ့အခြေအနေကပိုဆိုးနေပါတယ်။တရုတ်ရဲ့ကာကွယ်ရေးအသုံးစရိတ်ဟာဆယ်စုနှစ်တွေကတည်းကဂျပန်ကိုကျော်လွန်သွားပြီးဒါဟာဂျပန်အတွက်ပြည်ဝင်ပြောင်းလဲမှုတွေကိုလှုပ်ဖို့လိုအပ်နေရကိုပြသနေပါတယ်။ တရုတ်နဲ့ပတ်သက်ပြီးပြောရရင်ဂျပန်ရဲ့ပုံမိုတရဝင်းစစ်ရေးဖွဲ့စည်းမှုအကြောင်းကိုဒီရှေ့လျားတဲ့ပြိုင်ဘက်ကမဖော်ပြဘဲဆွေးနွေးလို့မရပါဘူးဂျပန်နဲ့တရုတ်ဟာရှေးခေတ်ကလေးကပဋိပက္ခတွေနဲ့မယုံကြည်မှုတွေရှိခဲ့ပြီးဒါတွေဟာသူတို့ရဲ့ဆက်ဆံရေးကိုထိခိုက်စေနေတယ်ဖြစ်ပါတယ်1938ခုနှစ်ကနေ1945ခုနှစ်အထိဖြစ်ပွားခဲ့တဲ့ဒုတိယတရုတ်ဂျပန်စစ်ပွဲဟာနန်ကင်းလူသက်ပွဲလို့ကြောက်မွက်ဖွယ်ရာပြည့်နဲ့ဖြစ်ရတွေနဲ့ပြည့်နှံ့နေခဲ့ပါတယ်ဒီအချိန်ကာလဟာဂျပန်ရဲ့စစ်ရေးရဆက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးငင်းခုံမှုတွေကိုဖြစ်ပေါ်စေခဲ့ပြီးစိတ်မသက်သာဖြစ်စရာတွေကိုဖြစ်စေခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးမှာဂျပန်ရဲ့စီးပွားရေးတိုးတက်မှုဟာတရုတ်ရဲ့ကွန်မြူနီပြောင်းလဲမှုကာလအတွင်းကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေပြီးဂျပန်ကိုအာရှရဲ့အဓိကအင်အားကြီးနိုင်ငံဖြစ်ထင်ရှားစေခဲ့ပါတယ်။စင်ခါကိုကျွန်းစုတရုတ်မှာ DOU ကျွန်းစုလို့ခေါ်ပါတယ်။အဲ့ဒီကျွန်းစုကိုပိုင်ဆိုင်မှုရဖြစ်ပွားနေတဲ့ငင်းပွားမှုဟာလက်ရှိမှာစိတ်မသက်သာဖြစ်စရာအခြေအနေတစ်ခုဖြစ်နေပါတယ်။ဒီကျွန်းတွေကိုဂျပန်ကအုပ်ချုပ်ပေးမယ်။ တရုတ်ကပိုင်ဆိုင်ကြောင်းဆိုပါတယ်တရုတ်ရဲ့ကဲယွန်းရဲစောင့်သင်္ဘောတွေဟာနှစ်ပေါင်းများစွာဂျပန်ရေပိုင်တစ်ထိပ်ကိုဝင်ရောက်လာပြီးဂျပန်ရဲ့အချုပ်အခြာအာဏာကိုကာဝယ်နိုင်စမ်းကိုစမ်းသပ်နေပါတယ်ဒါဟာဒေသကိုပုံမိုတင်းမာမှုတွေဖြစ်လာစေပါတယ်ဂျပန်ရဲ့အချုပ်အခြာအာဏာကိုကာဝယ်ဖို့ထင်ရှားတဲ့ပုံကိုယ်တကူကတော့နာကာမာလို့ခေါ်တဲ့နိုင်ငံရေးသမားငါဖန်သမားပါနာကာမာဟာဆင်ခါကူကျွန်းလူကိုဂျပန်ပိုင်ကြောင်းပြပဖို့ပုံမှန်သွားလေးရှိပါတယ်။သူ့ရဲ့လုပ်ရက်တွေထဲမှာသူသွားတဲ့အခါတိုင်းနိုင်ငံအလံကိုလွှင့်ထူတာပါဝင်ပြီး တရုတ်ရဲ့ပိုင်ဆိုင်ကြောင်းစုမှုကိုစန့်ကျင်တဲ့သင်္ကေတတစ်ခုအဖြစ်ဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာဒီဒေတာရဲ့တင်းမာမှုကိုပုံပုံမြင့်တက်လာစေပါတယ်။တင်းမာမှုကိုပုံပုံဖြစ်စေတဲ့အချက်ကတော့တရုတ်ရဲ့စည်ရေးတိုးချဲ့မှုပါပဲ။2016ခုနှစ်ကနေ2020ပြည့်နှစ်အတွင်းတရုတ်ရဲ့ရေတပ်ဟာဂျပန်ရဲ့ရေတပ်တစ်ခုလုံးလောက်တင်းမောရေတပ်ကိုထုတ်နိုင်ခဲ့ပါတယ်။2022ခုနှစ်မှာပေကျင်းရဲ့စည်ရေးလေ့ကျင့်မှုတွေမှာဂျပန်ရဲ့တီးတန့်စီးပွားရေးစုံတဲ့ကိုဒုံးကျည်၅စင်းပြစ်လွှတ်တာပါဝင်ခဲ့ပါတယ်။ တိုင်ဝမ်ပြဿနာကလည်းရှိနေပါတယ်။ဂျပန်ရဲ့ပထဝီဝင်အနေထားနဲ့ဗျူဟာမြောက်အရေးပါမှုဟာနိုင်ငံရဲ့ကံကြမ္မာကိုဖြစ်နိုင်ခြေရှိတဲ့ပဋိပက္ခတွေရဲ့အကျိုးဆက်တွေနဲ့ချီနှောင်ထားပါတယ်။ဂျပန်ကျွန်းယိုနာကူနီဟာတိုင်ဝမ်ကနေမိုင်60ပဲဝေပြီးတိုင်ဝမ်ရေလက်ကြားပဋိပက္ခတွေမှာဂျပန်ပါဝင်မှုကိုသိကြစေပါတယ်။အထူးသဖြင့်ဂျပန်ဟာဒေတာရင်းမှာအမေရိကန်စစ်စင်ရေးလုပ်ငန်းတွေအတွက်အဓိကအချက်ချနေရဖြစ်တာကြောင့်မကြသေးခင်ကနှစ်တွေမှာ ဂျပန်ကတရုတ်ကိုမကြုံစဘူးမဟာဗျူဟာမြောက်စင်ခုံမှုတစ်ခုဖြစ်ဖော်ပြခဲ့ပါတယ်။ဒါဟာဒီငိမ့်ငိမ့်ဝါရီနိုင်ငံအတွက်လည်းမကြုံစဘူးဖြစ်ရဖြစ်ပါတယ်။အရင်ကဂျပန်နဲ့တရုတ်နဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေဟာလူသိရှင်ကြားလျှို့ဝှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။လူတိုင်းသိပေမဲ့ဘသူမှဒီလိုပြောမထွက်ခဲ့ကြပါဘူး။ဒါမှမဟုတ်ဒီလောက်မပြင်းထန်စွာမပြောခဲ့ကြပါဘူး။အခုခါမှာတော့ဂျပန်ဟာဖုံးကွယ်ထားတဲ့စကလုံးတွေနဲ့တန်တမန်ရေးရရင်ကျေးမှုတွေနောက်ကိုပုံမနေမနေတော့ပါဘူးဂျပန်ဟာတောင်ကိုရီးယားဖိလစ်ပိုင်နဲ့ ဩစတြေးလျလို့လို့ဒေတာရင်းကအမေရိကန်မဟာမိတ်တွေနဲ့ပုံမုံနီးကပ်စွာပူးပေါင်းလာပါတယ်။ဂျပန်နဲ့တောင်ကိုရီးယားကြားဒီအစ်စ်တွေ့တွေ့ရှိထားတဲ့မဟာမိတ်ဖွဲ့မှုဟာအရင်အရေးကြီးပါတယ်။ဒီနိုင်ငံနှစ်ခုရဲ့တမိုင်းကြောင်းဟာတိတ်ခင်မင်းရင်းနှီးတာမျိုးမဟုတ်လို့ပါ။တောင်ကိုရီးယားဟာတချိန်ကဂျပန်ရဲ့ကိုလိုနီနိုင်ငံဖြစ်ခဲ့ပြီးအဲ့ဒီကာလရဲ့ဒဏ်ရာတွေဟာလက်ဆိုင်စွာကျန်ရှိနေပါတယ်။ဒါပေမဲ့အရှိအအားရှာဟာစေအေးတိုက်ပွဲအတွက်အသက်ဆက်ဆက်မြေပြင်ဖြစ်လာတဲ့အခါ ဒီနိုင်ငံနှစ်ခုဟာသူတို့ရဲ့ကွဲပြားမှုတွေကိုနောက်ချန်ထားခဲ့ဖို့ဖိအားပေးခံခဲ့ရပါတယ်။မြောက်ကိုရီးယားဟာဆယ်သုနှစ်တွေကြာဂျပန်အတွက်ကြီးထွားလာနေတဲ့ချင်းချောက်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။အထူးသဖြင့်1990ခုနှစ်တွေမှာနျူကလ িয়ার လက်နက်တွေကိုစတင်ထုတ်လုပ်တဲ့အချိန်ကစပြီးဖြစ်ပါတယ်။ဂျပန်အတွက်တော့ဒါဟာသူ့ရဲ့လုံခြုံရေးစိုးရိမ်မှုတွေမှာပြောင်းလဲမှုတစ်ခုဖြစ်လာခဲ့ပါတယ်။အခုဆိုရင်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အိန္ဒိယနိုင်ငံတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်မှုတွေဟာ ဂျပန်ကိုထက်ခါထက်ခါလှုပ်ခတ်စေခဲ့ပါတယ်။တချို့ဒုံးကြီးတွေဟာဂျပန်နယ်မြေပေါ်ကိုပုံတော်မှဖျက်ဆီးခဲ့ပါတယ်။အထင်ရှားဆုံးဖြစ်ရတစ်ခုကတော့2018ခုနှစ်မှာဖြစ်ပွားခဲ့ပါတယ်။မြောက်ကိုရီးယားကဟော့ကိုင်ဒိုကျွန်းဂျပန်ရဲ့မြောက်ဘက်အကြမ်းဆုံးကျွန်းပေါ်ကိုဖျက်ပြန်တဲ့ဒုံးကြီးတစ်စင်းကိုလွှတ်တင်ခဲ့ပါတယ်။ဒါဟာအရေးပေါ်သတိပေးချက်တွေနဲ့ပြည်သူတွေရဲ့ကြောက်ရွံ့မှုတွေကိုဖြစ်စေခဲ့ပါတယ်။ဒါဟာသင်္ကေတဆန်တဲ့လုပ်ရတစ်ခုလည်းမဟုတ်ပါဘူး။ဒါဟာကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုပြသနေပါတယ်။ ဂျပန်ဟာမြောက်ကိုရီးယားရဲ့ဒုံးပစ်နိုင်တဲ့အကွာအဝေးထဲမှာရှိနေပါတယ်။ဒုံးကျည်စမ်းသပ်မှုတွေအပြင်မြောက်ကိုရီးယားဟာ2006ခုနှစ်ကလေးကနျူကလ িয়ার စမ်းသပ်မှု6ကြိမ်လုပ်ခဲ့ပါတယ်။ဒီစမ်းသပ်မှုတစ်ခုချင်းစီဟာဒေသမှာရှိတဲ့တင်းမာမှုတွေကိုပုံမှုမြင့်တက်စေခဲ့ပါတယ်။ဂျပန်ရဲ့နျူကလ িয়ার လက်နက်တွေနဲ့ပတ်သက်တဲ့သမိုင်းကြောင့်ဒီဖြစ်စဉ်တွေဟာဂျပန်ကိုအထူးသဖြင့်စိတ်လှုပ်ရှားစေခဲ့ပါတယ်။နျူကလ িয়ার လက်နက်တွေရဲ့ဖျက်ဆီးမှုကိုကိုယ်တိုင်ကြုံတွေ့ခံခဲ့ရတဲ့တခုရီးသောနိုင်ငံဖြစ်တဲ့ဂျပန်ဟာ နျူကလ িয়ার တပ်နဲ့ပြန်ပွားရေးအတွက်ကမ္ဘာဥဆောင်နိုင်ငံတစ်ခုအဖြစ်ယက်တည်နေခဲ့ပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်တွေတိုးပွားလာတဲ့အချိန်တွေဟာဂျပန်ကိုခက်ခဲတဲ့အကြက်တဲတစ်ခုနဲ့ရင်ဆိုင်စေခဲ့ပါတယ်။ဂျပန်ဟာနျူကလ িয়ার လက်နက်ကိုမပိုင်ဆိုင်ဘူးမထုတ်လုပ်ဘူးခွင့်မပြုဘူးဆိုတဲ့မူဝါဒကိုခိုင်မာစွာဆုပ်ကိုင်ထားတဲ့ဖြစ်ပေမဲ့ဂျပန်ဟာနျူကလ িয়ার လက်နက်တွေကိုမပိုင်ဆိုင်ဘူးမထုတ်လုပ်ဘူးခွင့်မပြုဘူးဆိုတဲ့မူဝါဒကိုဆုပ်ကိုင်ထားပြီးသူ့ရဲ့လုံခြုံရေးအတွက်အမေရိကန်ရဲ့နျူကလ িয়ার ထီကိုအားကိုးနေပါတယ်။ မြောက်ကိုရီးယားရဲ့နျူကလ িয়ার နဲ့ဒုံးကျည်စမ်းသပ်မှုတွေလက်နက်ထုတ်လုပ်မှုကိုရပ်တန့်ဖို့ငြင်းဆန်မှုတွေဟာဂျပန်ကိုပုံမှန်အန္တရာယ်များတဲ့အခြေအနေတွေရောက်သွားစေခဲ့ပါတယ်။ဒီချိန်ကြောင့်မူဟာအဝေးကဖြစ်နိုင်ခြေတစ်ခုလည်းမဟုတ်တော့ဘဲတဖြည်းဖြည်းအမှန်တရားဖြစ်လာနေပါတယ်။ဂျပန်အနေနဲ့သူ့နိုင်ငံသားတွေနဲ့အချုပ်ချာအာဏာကိုကာဝယ်ဖို့ဒါကိုလှစ်လျူရှုလို့မရတော့တဲ့အခြေအနေပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။